ပြောချင်တာက PNL ကောင်းဆောင်တာဘုံကျော်ကိုတာဘုံကျော်ပြောထားတဲ့အရေးထားတဲ့ post နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကထောက်ပြချင်တာပါနော်တို့ကသူတို့နေမီကိုတိမ့်ထားနိုင်ရေးကိုပဲအဓိကထားတယ်နော်တို့နေမီကဒီကြော်ပြီးတော့မစင်တော့သူတို့နေမီတည်တာသူတို့အတွက်အဓိကကြတယ်လို့ယူဆနေပုံရတယ်သူတို့နေမီလေးကိုသူတို့တိမ့်ထားလိုက်ရင်နော်တာဝန်ကျေပြီလို့ယူဆနေပုံရတယ်သူတို့နေမီကိုသူတို့ထိန်းထားနိုင်ုံတိမ့်ထားနိုင်ုံနဲ့သူတို့တကယ်လွတ်မြောက်မှာလားဆိုတော့သူတို့ကိုယ်တိုင် ပို့ပြီးတော့ကျွန်တော်တို့တားနားလည်ပါတယ်တော်လည်ရေးတစုံလုံးကိုတို့စဉ်းစားခဲ့တာမဟုတ်ပါဘူးသူရဲ့လုံရည်တည်တည်လေတော်လည်ရေးတစုံလုံးတတိုင်းပြည်လုံးလုံးရောက်ရေးကိုတို့စဉ်းစားခဲ့လို့မပေါ်ပါဘူးခုလူမျိုးဟိုတစုအတွက်နော်လက်မှတ်ကန်ခဲ့တဲ့သူရဲ့ကောင်းတယောက်လို့ခံယူထားရတယ်ဆိုရင်ဒီစကားကထွက်လာစရာအကြောင်းရှိပါဘူးနော်ဒါပြည်သူပါပဲနော်ကိုနေမြေတွေကလူမဟုတ်လို့ငါတို့တင်တွေးထားပါထားခဲ့ရပါလေဆိုတော့ဂျေစုရှင်ဆန်ဆန်စကားကိုပြောလာတာကတော့เนาะဒါကတော့နှုတ်မှာ73ချောင်းထောင်ပြီးတော့ဝင်လာခဲ့တဲ့ဒီလူလူတို့ကိုကျွေးရမွေးရတယ်ဆိုတဲ့စကားကတော့ GDL နဲ့မြေတွေကိုတိမ့်ပိုက်နေတဲ့အချိန်တော့အသက်ပေးပြီးတိုက်ခဲ့တဲ့ PDF တွေအသက်ပေးခဲ့ရတဲ့လူငယ်တွေကိုတော်တော်အမနာရှာမကြုံပြောလိုက်ရလျှောက်ပါတယ်။တော့တော်မလေးစားရလျှောက်တဲ့စကားတခုဖြစ်ပါတယ်။ဘူချုပ်တယောက်ကနေပြီးတော့ခေါင်းဆောင်တယောက်ကနေပြီးဒီစကားမျိုးပြောဖို့မသင့်တော်ဘူးလို့လည်းထင်ပါတယ်။ဒီတစ်တုံညာနှစ်ကုံစစ်စင်ရေးလို့တော့မြောက်ပိုင်းညီနောင်တုံးဖွဲ့ဆိုပြီးတော့အချင်းချင်းတိုင်ပင်ခဲ့ရတဲ့ညီကိုအရင်းနဲ့ဖြစ်ခဲ့ကြတဲ့အဲမှာအယူကြီးကိုအဖက်လုပ်ပြီးတော့ခေါ်ယူဆွေးနွေးခဲ့တယ်မျိုးရှိတယ်။နော် အမဟာမိဘမှတ်တဲ့နောက်ထပ်မိဘနံပါတ်နှစ်ကြတယ်အဲ့ဒီတွတ်တော်များနှစ်ကိုကြည့်စီနေတယ်ပါဝင်ခဲ့တာမဟုတ်ဘူးလားမင်းတို့ရဲ့နေမီတွေကိုတိမ့်ပိုင်ဖို့စစ်အင်အားလိုအပ်လို့စစ်တိုက်ခိုင်းဖို့အချင်းရနေအသက်ပွေးခိုင်းဖို့အတွက်ချီးရွယ်ချက်တစ်ခုတည်းနဲ့နော်ဒီစစ်ပညာတွေသင်ပေးခဲ့တာလားလို့ပြန်ပြီးမိဘထုတ်ရ တော့မယ်အချိန်မှာနင်တို့ကမွေးစားသားတွေပဲမွေးစားသားတွေဖြစ်တဲ့အတွက်ဒီနာမည်ကိုသိမ့်တည်ဖြစ်စေပြန်ပေးတည်ဖြစ်စေနင်တို့ကိုဆွေးနွေးကြရလဲမလို့ဘူးတိုင်ပင်ကြရလဲမလို့ဘူးနင်တို့ရဲ့ဆုံးဖြတ်ချက်နင်တို့ရဲ့သဘောတူညီမှုကိုလည်းယူစရာမလိုဘူးလို့ခံယူခဲ့တယ်လားဒီကအဲ့လိုမျိုးထုတ်ပါပြီလူထောင်ချီပေးဆက်ခဲ့ရတဲ့ဒေါ်လာဘီလီယံချီအကျွေးတင်တဲ့ TNLA ခေါင်းဆောင်တပ်ဖုံးကျော်ရဲ့ဒီလိုဝန်ခံချက်တွေဟာမျိုးဦးတော်လန်ရေးကိုဘလို့ရှူတောင်းကနေမြင်နေတာလဲစစ်ပွဲတွေရဲ့အရှုံးကိုဝန်ခံရင်း KNAA ကမိုးကုတ်မိုးမိတ်ကနေဆုတ်ခွာခဲ့ရတဲ့အပေါ်နောင်ရစကားပြောခဲ့ပါတယ်။ဒါပေမဲ့မတဲတဲအေးကတော့ထမင်းကြွေးထားရတယ်လို့ကျေးဇူးရှင်ဆန်ဆန်ပြောဆိုတာဟာ KNAA နဲ့အတူပေးဆက်ခဲ့တဲ့ PDF ရဲဘော်တွေရဲ့အသက်ကိုလုံးဝထောက်ထားမညာတဲ့အပြုမူပဲလို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါပြီ။ KNAA ရဲ့လုပ်ရက်ဟာတအောင်းဒေတာလွတ်မြောက်ရေးအတွက်သာရည်ရွယ်ပြီးတခြားတပ်ဖွဲ့တွေကိုအတုံးချခဲ့တာလား။2029မှာ PDF တွေတကယ်မပါဝင်ခဲ့ဘူးလား။ NUG ရဲ့သဘောထားကဘာလဲဒီကနေ့ဗီဒီယိုမှာမတဲတဲအေးရဲ့ပောက်ကွဲထွက်လာတဲ့တုံ့ပြန်ချက်အပြည့်စုံကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။နိုင်ငံရေးအသေးကွဲနေကြတဲ့ဒေဝင်ဆိုင်ဇလန်းကြီးကိုဖွင့်ချရတော့မယ်ပေါ့နော်။အဲ့တော့ကျမတို့ကဒီချိန်ကဖွင့်ချရမယ်ပြောပြရမယ်အချိန်လည်းတန်နေပြီနော်မုန်းခံရမယ်ဆိုရင်တော့မှအစဲခံရမယ်ဆိုရင်တော့မှအစဲခံပြီးရုပ်ကိုအချိန်တန်ပြီလို့ကျမယူဆမိတယ်။ဟိုကျမဘာကြီးမှလည်းမဟုတ်ပါဘူးနော်။ဒါပေမဲ့လူတိုင်းလူတိုင်းကလေမုန်းခံရမှကြောက်တယ်ပြီးလူဆဲမှကြောက်တယ်နော်။ တို့နားထောင်တယ်သူတို့ရဲ့အကြံပေးမှုတွေကိုကျွန်တော်တို့နားထောင်တယ်ကျွန်တော်တို့အတူတူစီရရှိတာတွေလည်းယူတယ်လေးစားစရာရှိတယ်စိတ်ထဲကနေနှစ်နှစ်ကကလေးစားလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာတစ်ခါလေးစားလို့ရှိရင်အဲ့ဒီဆရာကြီးတွေပါဆိုတဲ့လူတွေကိုယ်တိုင်စောက်ခဲရမယ်ပိစားတယ်ဟုတ်ဒါကဘလို့ဖြစ်နေလဲဆိုတဲ့ကိစ္စကြီးဘလို့ပြောနိုင်ရင်လည်းဒီကောလူကြီးနေတဲ့နေဆိုတဲ့ကိစ္စကြီးကိုအဲ့ဒီဆရာကြီးများကနားမလည်တော့ဘူးဒါပေမဲ့မသိရမှာဟိုလည်းမှာဟာနိုင်ငံရေးတုံးတက် ကြတဲ့လူတွေကိုကြည့်လိုက်လို့ရှိရင်တော်များများကအယုကြည်ဘူးပဲဖိနေပြီးတော့ပြောနေကြတာမြင်ရတယ်နော်အဲ့ဒီအပေါ်မှာမှအောက်ကပြည်သူလူကလိုက်တာအဲ့ထဲမှာပေါ်မှနေပါတယ်ဥပမာချင်းဒီမှာအဲတခုပြောမယ်ပေါ့ဒီမှာလို့လူတစုစကားဝိုင်းမှာထိုင်ပြောနေတဲ့စကားဝိုင်းတခုလေးအပြင်ကအမျိုးသမီးတယောက်ရောက်လာမယ်ဆိုလို့ရှိရင်ကျမအနေနဲ့အဲ့ဒီအမျိုးသမီးကိုမြင်လိုက်တယ်အမိဟာဟာဒီအမျိုးသမီးလေးကလှပါတယ်ဆိုပြီးတော့ကျမကကျမရဲ့လူတွေမှာထိုင်စကားပြောနေနေမှာအရင်ဆုံးချင်းမလိုက်မယ်ဆိုလို့ရှိရင်ကျမရဲ့ကလူကလူတွေကလည်းတို့တို့ကိုသူ့ရဲ့လှတဲ့အရာလေးတွေချင်းမစရာအရာလေးတွေကိုရွေးပြီးမြင်တတ်လာတယ်။ကောင်းတဲ့ပက်လေးကိုစောင်းသွားတယ် ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျမကမင်းလာတဲ့အမျိုးသမီးကိုကြည့်ပြီးတော့မှဟာဒီအမျိုးသမီးကတော့ဒီနေရာမှာတော့ဘယ်လိုကြည့်မကောင်းတာနော်သူ့ရဲ့ခန္ဓာကိုယ်ကတော့ဘယ်လိုဝါနေတာဘယ်လိုပြိနေတာဘယ်လိုမင်းနေတာဆိုတာကိုစောင့်ကြည့်ပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ကျမကြီးဒီလိုမှရှိတယ်ဒီလိုမှဒီလိုစိတ်ကူးကြည့်ပြီးတော့ဘယ်လိုကြည့်ဘယ်လိုကြည့်ဘယ်လိုကြည့်ဆိုတဲ့လူတွေရဲ့နောက်ဒီကျမတို့တော်လန်ရေးအရာရောနိုင်ငံရေးအရာရောဘာမှမသိနိုင်လေတူလေး တိတ်တက်နားလေခင်ဗျာလူတွေရောရိတ်လာနေတဲ့လူတွေရောတင်ယူနေတဲ့လူတွေရောဒီပေါ်မှာလိုက်ကြတာလိုက်ကြတဲ့အခါကျတော့သူတို့ဘက်ကနေပြောလိုက်တဲ့စကားတွေကနော်စောင်းသွားပြီဆိုလို့ရှိရင်အဆောင်အတိုင်းထက်ဆောင်ကြအများကြီးထက်ဆောင်ကြတာပေါ့နော်အဲ့တော့ NG 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 မကောင်းဘူးဆိုတဲ့လေတံနေကြတဲ့မှာ NG ကနော်အတန်ကြောက်ဖားတယ်လို့ပို့ပြီးတော့ဖြစ်နေအဲ့တော့ကျွန်မကမိန်းကောင်တစ်ခုထုတ်ချင်နေအဲ့ဒီလိုမျိုး NG မကောင်းကြောင်းပဲစောင်းပေးပြီးပြောနေတာတော်လန်ရေးကိုဘယ်တော့အထောက်အကူဖြစ်လဲလို့မေးချင်ပါတယ်နော်အယုတ်ကြီးကိုစောင်းပေးပြီးတော့အယုတ်ကြီးရဲ့မှားွက်တွေအယုတ်ကြီးရဲ့အားနဲ့ချက်တွေကိုထုတ်ပေါ်ပြီးတော့တမင်တကာအပြစ်ပြောနေတာတွေဒီ ဟန်ယူချီနဲ့ PDF ကိုဝေးခွဲနေခြင်းတာဖြစ်ပါတယ်နော်ဟန်ယူချီကိုအယူသိတန်းလာမှာဖြစ် PDF ဒီအဲ့တော့အယူချီဒီ PDF ဒီကိုဘယ်လိုစီရင်လဲဟုတ်ငွေရေးဆိုင်တော်တော်များများကတပ်ပေါင်းစုဖွဲ့ဖို့အယူချီလက်အောက်ထဲမှာတက်တယ်တော့ဒီတရင်တပ်ခွဲတွေတပ်ခွဲတွေကိုစုစုစည်စည်အယူချီကစီလုံးနိုင်ကိုစီယုံနိုင်ကိုတိုက်တွန်းနှိုးဆော်နေကြတာလည်းရှိပါတယ်တစ်ခါမှာလည်းအယူချီကိုစောင်းပေးပြီးတော့မှမကောင်းတဲ့အပုတ်ချနေတဲ့ပေါင်းထုတ်နေတဲ့ကိစ္စတွေကပုံများနေတာဖြစ်တဲ့အတွက်ထောက်ပြဝေဖန်တာထက်နော်မကောင်းတဲ့ဘက်ကိုစောင်းပြီးတော့အပြစ်ပြောတာတွေကပုံများနေတယ်ဆိုလို့ရှိရင် 有钱了啊哥，四点比你一点哦，六点比你一点哦，哎有钱不？不 <noise>，六兄弟不如哎有钱的弄过来，哎你有钱了没？收了钱，哎有钱家婆，钱大爷得快点过，不六阿妹啊，那死死木牛呢？谁叫嘛嘞？喏，阿弟我怎么弄不个？你看现在这里收了多的，我现在没得了，那么好，怎么弄个？力度不正来表你啊？力度不正来表我，而且俺这把，俺有钱不？好出来用嘛？怎么好？俺有钱不？乖乖的表没说，怎么好？还是东配老师吧？啊，东配老师吧？你看这个老师搞什么？他不教肯定是多嘛的，那么你搞得到？ ဆိုတော့ဒီကိုအဘိထောက်ခံရဲ့နောက်လိုက်အခွင့်အရေးနံပါတ်3ကတော့ EUR ကိုဒီကိုအဘိထောက်ခံနေကြတယ်သူရဲ့တိုင်းရင်းသားတွေဒီမှာကိုဝင်ဆဲမဲ့သူကအဲ့လို၃ဖွဲ့လောက်ရှိပါတယ်เนาะအဲ့လို UNG ကိုထောက်ခံလို့ရှိရင် UNG ကိုထောက်ခံကာကွယ်ရမလားဆိုပြီးတော့ဝင်ဆဲနေတယ်ကျမတို့ရဲ့အချင်းချင်းမသိနားမလည်တဲ့လူတွေလည်းရှိပါတယ်เนาะဒါပေမဲ့ကျမကတော့ပြောရမယ်ပြောဖို့အချိန်တက်နေပြီဖြစ်ပါတယ်တော်တော်ကြီးတစ်ဖက်ဆောင်းနေကြနေပါတယ်အခုလက်ရှိကျမမြင်နေရတော့เนาะအဲ့တော့ကျမကဒီနေ့ပြောချင်တာကအတိအကျပြောချင်တာက PNL ကောင်းဆောင်တာဘုံကျော်ကိုတာဘုံကျော်ပြောထားတယ် အရေးထားတဲ့ post နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထောက်ပြချင်တာပါနော်အဲ့တော့သူပြောထားတဲ့ဟာလေးကိုကျွန်တော်တို့အချက်အစနဲ့ပြန်ဖတ်ကြည့်လိုက်မယ်ပေါ့နော်ဘူဟုန်နီကဘူဟုန်မူမိတ်ပြန်ပေးလိုက်ရတယ်ပေါ့နိုင်ငံရေးဖျက်ခင်းသူနဲ့ဘာမှမသိစဲချင်နေတဲ့သူကိုတဲ့ရှင်းချင်ပါလေတဲ့နော်ပထမဦးဆုံးတကယ်ပေးဆက်မျက်နှာသူတွေကိုတောင်းပန်ချင်ပါလေတဲ့ရင်ထဲကနေလိုက်လိုက်လေလေနာကျင်ရတာပေါ့အနှုံးအညွတ်တောင်းပန်ပါလေတဲ့ဟင်နော်အဲ့တော့ကျွန်တော်တို့ကအနှုံးအညွတ်တောင်းပန်ရုံနဲ့ပြီးသွားတဲ့ကိစ္စလားနော်တအောင်းနိုင်ငံရေးရဲ့ပန်းတိုင်တစ်ခုဟာ မိုးကုတ်မျိုးကိုတောင်းပြနေတယ်ပြန်ပါအောင်ကျိုးပန်းရည်ဖြစ်နေရှင်းရခင်နှစ်ပေါင်းထောင်ကြီးတွေကတောင်းလိုမျိုးလိုတင်လာတဲ့မိုးကုတ်ဟာတဲ့တောင်းလိုမျိုးလက်ထဲပြန်ရပြန်ရောက်ရမယ်လို့ရှင်းမှန်းထားပါလေ။ကျွန်တော်တို့ကတော်လန်ရေးမှာဟာလာကျွန်တော်တို့တွေ့ခဲ့ရတဲ့ EO EA OD ရဲ့ပါဇက်ကနေထွက်လာတဲ့စကားတွေသူတို့ရဲ့ကြီးရွယ်ချက်တွေလုတ်ကုန်ကိုင်းပေါ်နေတစ်ချိန်လုံးထိခဲ့ရအောင်စောင့်ကြည့်ခဲ့ရတာဖြစ်တယ်ပဲသူတို့ကသူတို့နေမီကိုပိန်းထားနိုင်ရေးကိုပဲအဓိကထားတယ်နော်သူတို့နေမီကပြီးကြော်ပြီးတော့မစင်တော့သူတို့နေမီတည်တာသူတို့အတွက်အဓိကကြတယ်လို့ယူဆနေပုံရတယ်သူတို့နေမီလေးကိုသူတို့တင်းထားလိုက်နော်တာဝန်ကျပြီးလို့ယူဆနေပုံရတယ် ဒီတိုင်းပြည်ထဲမှာဒီအာဏာရှင်တွေလုပ်ခဲ့တဲ့လုပ်ရက်ကိုအများဆုံးခံခဲ့ရတဲ့လူတွေကိုပြပါဆိုရင်အဲ့ဒီတိုင်းရင်းသားတွေဖြစ်ပါတယ်သူတို့ပုံနာလေပါလေသူတို့နယ်မြေကိုသူတို့ထိန်းထားနိုင်ုံတိန်းထားနိုင်ုံနဲ့သူတို့တကယ်လွတ်မြောက်မှာလားဆိုတာကိုသူတို့ကိုယ်တိုင်ပို့ပြီးတော့ကျမတို့တန်းနားလေပါလေเนาะအဲ့တော့ခုနကသူရေးထားတဲ့တောင်းနယ်မြေသူတို့လက်ထဲပြန်ရမှုအရေးဆိုတဲ့ဟာကတကယ်တမ်းကျရင်တော်လန်ရေးတစုံလုံးကိုသူတို့စဉ်းစားခဲ့တာမဟုတ်ပါသူတို့ရဲ့လုံရက်တည်တည်လေတော်လန်ရေးတစုံလုံးအတိုင်းပြည်လုံးလွတ်မြောက်ရေးကိုသူတို့စဉ်းစားခဲ့မှုမပေါ်ပါဘူးအခုတော့လက်ထဲရောက်လာတဲ့ကိတ်မြုပ်ကိုကိတ်မြုပ်ကိုမစားရပဲပုတ်ချခံလိုက်ရတယ်လို့မျိုးအသေးကွဲရပါတယ်တဲ့ ကံကုံသေးရင်တော့စူးစမ်းသူအတွက်ရလက်ရှိစမြဲလို့ယုံကြည်ပါတယ်တဲ့နော်နောက်တစ်ခုကတစ္ဆာဖောက်လို့ပပတ်ဆက်ဆက်ပြောသူတွေကိုတော်လန်ရင်နှလုံးတေချာပြန်သုံးသက်ပြီးအရှိတရားတွေကိုလက်ကင်ထားစေချင်ပါတယ်တဲ့မျိုးတော်လန်ရင်မှာ၁၀နှစ်ကျော်တိဆောက်ထားတဲ့အရင်မြစ်တွေနဲ့အကောင်းဆုံးပတ်ပိုးခဲ့တယ်တဲ့နော်လက်သုံးချောင်းထောင်သူတွေကိုလှစင်စံအိတ်ထောင်ကြီးပိုင်းတွေးမွေမြင့်တီလေ့ကျင့်ထားတယ်တဲ့သုံးလေးနှစ်ကာလအတွင်းရဲဘော်အင်အားထောင်ချီပေးဆက်အရင်ပြုတ်ခဲ့တယ်တဲ့လက်နက်အကျွေးတွေဒေါ်လာဘီလီယံချီအကျွေးတင်ခဲ့တယ်တဲ့ အာနာရှင်ကိုခေါင်းနဲ့အတင်းဝင်တိုက်လို့ခေါင်းကသွေးချင်းတည်ရဲလို့သိမလောက်ပါပဲတဲ့နော်အဲ့တော့ကျမတို့ကလက်သုံးချောင်းထောင်ပြီးဆန်အိတ်ထောင်ကြီးပိုင်းနဲ့ကျွေးပြီးမြင့်တင်ဟိုလေးချင်ရေးတွေမြင့်တင်ပေးကြရတယ်ဒီတော့လည်းရေးကာလမှာဘန်နာအီဟူအီယာအိုဒီအနေနဲ့ PDF တွေကူညီပေးခဲ့တာမှန်ပါတယ်စောက်ရှောက်ပေးခဲ့တာမှန်တယ်စစ်ပညာတွေသင်ကြားပေးခဲ့တာလည်းမှန်ပါတယ်ဒါပေမဲ့ဒီလူတွေကိုဟုတ်လားသွေးမွေးစောက်ရှောက်ခဲ့ရတယ်ဆိုတဲ့ဇာတ်ကားကတော့အပြေဝမမှန်ပါဘူးနော်ဘာလို့လဲဆိုတော့ PDF ဒီအနောက်ကိုပြည်သူကလိုက်ပါတယ်လက်နက်ကင်နဲ့ဟာအခုမှလက်နက်ကင်လာတဲ့ PDF ဒီခက်ခဲဖြစ်နေတယ်ဆိုတာကိုပြည်သူကကောင်းကောင်းသိတယ်အဲ့တော့ DNL နေမြေတဲကိုရောက်နေတယ်လို့နော်အေးအေးနေမြေတဲကိုရောက်နေတယ်လို့ကချင်တဲကိုရောက်နေတယ်လို့ဒီလိုမျိုးနဲ့မြင်တာမဟုတ်ပါ PDF တွေဘယ်နေရာပဲရောက်နေရောက်နေအဲ့ဒီမှာစုဖွဲ့ထားတဲ့အစုဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ဒီစားနိုင်ကိခအခုညီပြည်သူကအများကြီးပေးခဲ့ပါနောက်ဘက်ကမညာဘူးမညာလည်းပြောလာပြီနော်ကျမတို့ကျမတို့ကငကိုရဲကဒီ တိုင်းရင်းသားတွေအားလုံးပါလာဖို့အတွက်ကိုကျမတို့ကဆုတောင်းခဲ့တယ်ကျမတို့ကဒီတိုင်းသားတွေနဲ့တစည်းစလုံးနဲ့ကျမတို့တွားကျင်ခဲ့လို့ခေါ်ခဲ့တာလीဟုတ်လားအဲ့တော့ ပြည်တွင်းထဲကနေထွက်လာတဲ့ PDF တွေအများကြီးထွက်ထွက်ပေါ်လာတဲ့ပုံမှာကျွန်တော်တို့ပြည်သူလူကအများကြီးထောက်ပံ့ပေးခဲ့တဲ့ပုံမှာ PDF ရဲ့လူတတိသတ်ထောက်ပံ့ခဲ့တာမဟုတ်မင်းတို့ဘယ်တက်ရင်လဲမင်းတို့ဘယ်တက်ရင်လဲမေးပြီးတော့တက်ရင်တင်းမှာဟာလာမင်းတို့ကချင်းနေပါလားဟာလာတအောင်းနေပါလား PNL ကလူတွေပါလားအဲ့ဒီလူတွေအတွက်တော့မပေးပါနဲ့ဆိုပြီးတော့တွားခဲ့ကြတာမဟုတ်ဘူးဘယ်နေမြေကိုရောက်နေလဲဆိုတာလည်းမေးခဲ့ကြတာမဟုတ်ဘူးနော်သူဟာနဲ့သူပံ့ပိုးပေးခဲ့ကြပါတယ်နောက်တစ်ခုကစစ်ပညာသင်ကြားပေးတယ်ဆိုတာဒီအချိန်ဒီအချိန်နဲ့ဒီအခါမျိုးမှာတတိုင်းပြည်လုံးလုံမြောက်ဖို့လုပ်တယ်ဒီလူငယ်တွေဘာမှမသိနားမလည်တဲ့လူငယ်တွေဒီတိုင်းတော့တိုင်သိသွားမှာပေါ့ နော်စစ်ပညာကတော့ပေးရမှာပဲကိုကိုကိုခေါင်းဆောင်တယောက်လို့ခံယူထားတယ်ဆိုရင်ဒီနိုင်ငံမှာကိုလူမျိုးဟိုတစုအတွက်နော်မျက်နှာကန်ခဲ့တယ်သူရဲကောင်းတယောက်လို့ခံယူထားတယ်ဆိုရင်ဒီစကားကထွက်လာစရာအကြောင်းရှိပါဘူးနော်ဒါပြည်သူပါပဲနော်ကိုနေမြေတွေကလူမဟုတ်လို့မတို့တင်တွေးထားပါထားခဲ့ရပါလေဆိုတော့ဂျေဆုရှင်ဆန်ဆန်စကားကိုပြောလာတာကတော့เนาะဒါကတော့လုံးပါတယ်တော်လန်ရေးကာလရောက်လာမှပြည်သူလူထုကတခဲတနက်အားပေးလာတာဖြစ်ပါတယ်ယုံကြည် စိတ်ချပြီးတော့မှငါတို့တိုင်းရင်သားတွေဆိုတဲ့စိတ်မျိုးနဲ့เนาะတခဲတနအားပေးကြတာဖြစ်ပါတယ်။ PLA မူလို့ KIA မူလို့ခွဲခြားပြီးပြည်သူကမမြင်ခဲ့ပါဘူး။ဒါပြည်တွင်းထဲမှာပြည်မထဲမှာရှိနေတယ်။ကျမတို့ပြည်သူလူထုရဲ့အမြင်ကိုကျမပြောပြတာပါเนาะ။အဲ့ဒါကတော့เนาะဒီလက်သုံးချောင်းထောင်ပြီးတော့ဝင်လာခဲ့တဲ့ပြည်သူလူထုကိုကြွေးရမွေးရတယ်ဆိုတဲ့အခြေအကတော့ဒီ DL နဲ့နေနေကိုတိမ့်ပိုက်နေတဲ့အချိန်တုန်းကအသက်ပေးပြီးတိုက်ခဲ့တဲ့ PDF တီအသက်ပေးခဲ့ရတဲ့လူငယ်တွေကို ော်တော်အာမနာရှာမကျူပြောလိုက်ရရောက်ပါတယ်နော်တော်တော်မလီးစားရရောက်တဲ့စကားတခုဖြစ်ပါတယ်ဘူးချုပ်တယောက်ကနေပြီးတော့ခေါင်းဆောင်တယောက်ကနေပြီးဒီစကားမျိုးပြောဖို့မသင့်တော်ဘူးလို့လည်းထင်ပါတယ်နော်အဲ့တော့ဗမာတွေဒီဒီခေါ်လို့လိုက်မလားလိုက်မပါနိုင်ပေမဲ့တဲ့မိဟာအရှိန်နဲ့ဘူးလို့လို့ဖို့တဲ့ကြိုးပမ်းခဲ့တယ်တဲ့တကယ်တကယ်တဲ့နောက်အဲတက်တုံညာနှစ်ခုလောက်တော့ပဲဒီဒေးကမှလက်တွေ့ပါမလာပဲနောက်ဆုံးကိုပဲအထီးညာရွာကအိမ်သူ တွေလဲလေရင်ဘုံတန်တင်ကြရတယ်ရင်ဘတ်တီတပြန်းမြန်ကွယ်အသေးနှလုံးနေနာကျင်ရပါတယ်တဲ့အဲ့တော့ရင်ဘတ်တပြန်းမြန်ကွယ်အသေးနှလုံးနာကျင်ရတာကတော့ရှင်တို့အခုမိုးကုန်နေနေကြီးကိုပြန်ပေးလိုက်ရတဲ့အချိန်မှာကျမတို့ပြည်သူလူထုနာကျင်ရတာချက်တော့နော်ပုံမယ်မထင်ပါဘူးကျမတို့လည်းနာကျင်ရပါတယ်နော်အဲ့တော့ဒီဒီခေါ်လို့မပါလာနိုင်ပေမဲ့ကဲထားပါတော့အယူကြီးရဲ့အဖြစ်တွေကတော့အများကြီးရှိပါတယ်အဖြစ်တွေကိုဒါကျမတို့ထိုင်ပြောမယ်ဆိုလို့ရှိရင်အများကြီးကုန်မှာတော့မဟုတ်ပါဘူးနော်ဒါပေမဲ့ကျမပြောချင်တာကဒီဒီ ဆိုတာကကျမတို့အယူကြည်ရောကျမတို့ရောလှုပ်ချင်ခဲ့တဲ့မြေသူလူလူရောမျောလင့်ခဲ့တဲ့ကိစ္စတခုဖြစ်ပါတယ်ဒါပေမဲ့အမတန်လေစွန့်လို့စွန့်စားရမယ့်ကိစ္စတွေများစွာရှိတဲ့ကိစ္စဖြစ်ပါတယ်နော်အဲ့တော့တစ်တုံညာနှစ်ကုံစစ်စင်ရေးလို့တော့ဘယ်ဒီဒီကမှလက်တွေမပါလာခဲ့ဘူးဆိုတော့ကျမကမိကုံထုတ်ချင်တယ်အဲ့ဒီတစ်တုံညာနှစ်ကုံစစ်စင်ရေးလို့တော့မြောက်ပိုင်းညီနောင်တုံးဖွဲ့ဆိုပြီးတော့အချင်းချင်းတိုင်ပင်ခဲ့ရတယ်မိကုံအရင်းကြီးဖြစ်ခဲ့ကြတယ်ခဲမှာအန်ယူကြည့်ကိုအဖတ်လုပ်ပြီးတော့ခေါ်ယူဆွေးနွေးခဲ့တာမျိုးရှိတယ်နော်အဲ့ဒါကမိကုံနံပါတ်1 နောက်တော့မေးဖို့နံပါတ်2ကတော့အဲ့ဒီဒစ်တုံများနှစ်ကိုစစ်စင်ရေးမှာဟော PDF တွေမပါခဲ့ဘူးလားပါဝင်ခဲ့တာမဟုတ်ဘူးလားအဲ့တော့ PDF တွေကတော့ PDF တွေလို့တီးတန်တွက်မယ်ဆိုလို့ရှိရင် PDF နဲ့အယူကြည့်ပြီးရသားလေးမြင်မှာရမှာပါမဟုတ်လို့ရှိရင် PDF ကဘာကြောင့်လက်နက်ကင်လာမှာလဲဟုတ်လားဒီအစိုးရကိုအာဏာသိမ်းလို့မတရားဘူးဆိုပြီးတော့လက်နက်ကင်လာတာလေနော်အဲ့တော့အဲ့ဒီအချိန်မှာဒစ်တုံများနှစ်ကိုစစ်စင်ရေးမှာဟုတ်လားအယူကြည့်ကရှိနေပြီးသားဖြစ်နေပါပြီဖွဲ့စည်းပြီးပါပြီ စက်ဆော့အူဆုံးတော့ဒီနက်နက်ကင်လေးနော်အဲ sorry ဒီ PDF ဒီနက်နက်ကင်လေးတွေကိုဝင်ရောက်ခဲ့တဲ့အချိန်တော့အယူကြည့်စုပါမခွေစည်းရသေးပါဘူးအဲ့ဒီအချိန်တော့ဝင်ရောက်ခဲ့တော့ဘယ်လိုလဲဆက်ဆံခဲ့တာလဲလို့မြင်ရမှာနော်ဒီအဲ့တုန်းကတော့ငါတို့တားလေးတွေမွေးစားတားလေးတွေဆိုပြီးတော့စစ်ပညာပြင်ပြီးစစ်တိုက်ခိုင်းဖို့အတွက်မင်းတို့ရဲ့နယ်မြေတွေကိုသိမ်းပိုင်ဖို့စစ်အင်အားလိုအပ်လို့စစ်တိုက်ခိုင်းဖို့အချက်အလက်အသက်ပေးခိုင်းဖို့အတွက်ချီးရွယ်ချက်တစ်ခုတည်းနဲ့နော်ဒီစစ်ပညာတွေသင်ပေးခဲ့တာလားလို့ပြန်ပြီးမေးခွန်းထုတ်ရတော့မယ်အချိန်မှာ เนาะအဲ့တော့အယူကြီးကိုရောအဲ့ဒီတစ်တုံညာနှစ်ခုစစ်စင်ရေးမှာအဖတ်လုပ်ပြီးဆွေးနွေးခဲ့လားเนาะညီနောင်သုံးဖော်ထဲမှာမဟာမိတ်အဖြစ်လေးနဲ့တော့မိတ်ဆွေလေးအဖြစ်နဲ့တော့ခေါ်ယူပြီးတော့ဘလို့စစ်ပြူဟာချမယ်မင်းတို့ဘက်ကရောဘလောက်ပေးနိုင်လဲစစ်သားဘလောက်ပေးနိုင်လဲဆိုတဲ့ဟာမျိုးတွေပြောခဲ့ဆိုတဲ့အဖတ်လုပ်ခဲ့လား နော်လူရအတွင်းတယ်လားလို့ပြန်ပြရပါဘယ်လိုအဲ့ဒီဒုံးတွေကလူရအတွင်းတယ်ပါတယ်ဒါပေမဲ့သူတို့မပါလာခဲ့ဘူးဘာမှမပြောခဲ့ဘူးဆိုလို့ရှိရင်တော့ရှင်တို့ပြောတဲ့အတိုင်းအယူကြည်ဟာဘယ်လိုအချက်တွေရှိသွားလို့ကျမတို့လက်ခံရတော့မှာဖြစ်ပါတယ်နော်အဲ့တော့ကျမတို့ PDF တွေကနိုင်ငံသားလက်နက်ကိုင်တွေကိုဝင်လာတယ်ဆိုတာအခုသဘောတရားတစ်ခုလုံးကိုခြုံကြည့်မယ်ဆိုလို့ရှိရင်ဟုတ်လားမွေးစားအဖေလက်ထဲကိုဝင်လာပြီးတော့မှအဖေအရင်ကနောက်မှဖြစ်တာပုံစံမျိုးဖြစ်နေတယ်နော်မွေးစားသားတွေဆိုပြီးတော့နင်တို့ကမွေးစားသားတွေပဲနော် မွေးသားသားတွေဖြစ်တဲ့အတွက်ဒီနာမည်ကိုသိမ်းသည်ဖြစ်စေပြန်ပေးသည်ဖြစ်စေနင်တို့ကိုဆွေးနွေးစရာလည်းမလိုဘူးတိုင်ပင်စရာလည်းမလိုဘူးနင်တို့ရဲ့စုံဖြတ်ချက်နင်တို့ရဲ့သဘောတူညီမှုကိုလည်းယူစရာမလိုဘူးလို့ခံယူခဲ့သလားဒီကအဲ့ဒီကိုမိကုန်ထုတ်ပါမယ်နော်နောက်တစ်ခုကဟလာ PDF ဆိုတာ UNG လက်အောက်ကဝင်နာတွေဖြစ်စေမဝင်နာတွေဖြစ်စေ UNG ရဲ့လူတွေလို့ပြောလို့ရပါတယ်အဲ့တော့ UNG ကိုရောဒီနာမည်ကိုပြန်သိမ်းဖို့အတွက်အန်နေဆွေးနွေးခဲ့ပြီးကြည့်မရှိဘာကြမရှိသိစရာလူတို့နဲလာတော့မိုးကမိုးမိန်နဲ့ညှိပြီး ်အပြစ်ရရတယ်ပွဲမပြီးသေးပါဘူးเนาะပွဲကမပြီးသေးပါဘူးတဲ့ဒါပေမဲ့အစဲတွေကစုံလုံးလှပါတယ်တဲ့ဟိုကွယ်မင်းတို့ကြွေးခဲ့လို့လူဖြစ်လာတဲ့သူတွေမိုးကုတ်ကိုပြန်သိမ်းတာမြင်ကျင်စမ်းပါလေတို့ကိုဆဲလို့မောရင်ဖြစ်နာနာပြီးစိတ်ပြီးတော့စစ်အာဏာရှင်ကိုလည်းနာနာပြီးတိုက်ပါလေတဲ့เนาะအဲ့ဒီမှာကျွန်မပြောချင်တယ်ကြီးမရှိဘာချက်မရှိတေးစရာလူသူမဲလာတယ်ဒီစကားတွေကပြောဖို့တော့မလိုဘူးကြီးမရှိဘာချက်မရှိဆိုတာကဟာလာငကိုတွေကကျွန်မတို့တွေမှာဘာမှအလုံးလောက်ရှိပြီးတော့တိုက်ခဲ့ကြတာမဟုတ်ဘူးကျွန်မတို့ဒီပြည်သူအင်အားပါလာတဲ့ပုံမှာအများကြီးလိုအပ်ချက်တွေရှိခဲ့တယ်เนาะ နေမြေဆောင်ကနေပါလာတယ်လူငယ်တွေအများကြီးပါလာတဲ့ပုံမှာသူတို့ရဲ့စာဝတ်နေသူတို့ရဲ့ဟာလားဟိုလက်နဲ့မပြောနဲ့အဲ့ချိန်မှာသူတို့ရဲ့စာဝတ်နေရဲ့အတွက်တော့အနန္တန်ဖြစ်နေတဲ့အချိန်မှာပြည်သူလူထုကဒီပုံမှာဝိုင်းမီးပုံမီးပတ်ဖို့ပေးခဲ့ကြတာဘယ်ဘယ်သူမှလက်နဲ့လောက်လာနေဆိုတာမရှိဘူးနောက်တစ်ခုက PDF ဆိုတာကနော်ဟိုအယုကြီးလည်းအတူတူပဲ PDF လည်းအတူတူပဲလက်နဲ့ရှိပြီးသားလူတွေမဟုတ်ဘူးလက်ကြည့်ပြီးသားလူတွေလည်းမဟုတ်ဘူးမျက်ပလာနဲ့ခက်လာခဲ့ရတဲ့လူတွေကိုအထင်သေးတဲ့လေသံနေနဲ့ပြောနေတယ်ဆိုတာကတော့တစ်ချိန်လုံးကျွန်တော်တို့ကဟိုနားနဲ့မဆက်အောင်ကြားခဲ့ရပါတယ်เนาะအဲ့တော့ကျွန်တော်ကချင်းချင်းလေးပြောမယ်အယုကြီးမှာအယုကြီးကိုမလေးစားခြင်းတည်အယုကြီးကိုမလေးစားတာအယုကြီးကိုမြို့

အမားတွေကိုမယုံကြည်ရတာနဲ့တိတိကျကျဆွေးနွေးတိုင်နေမှုလေလုပ်တယ်လို့တခါမှမကြဘူးပါနော်ဒီအပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေတော့ရှိမှာပေါ့ရှင်ဒါပေမဲ့ဒါဒီကအပြုသဘောဆောင်ရုံနဲ့မရဘူးလေကျမတို့ကတော်လိုင်းရေးစီးရေးကိုစီးရေးတိုင်းကြွားရမယ်ဟာဖြတ်သားစရာရှိရင်ဖြတ်သားရမယ်ဆုံးဖြတ်ချက်ချစရာရှိရင်ဆုံးဖြတ်ရဆုံးဖြတ်ချက်ချမယ်လာမင်းတိုက်မှာလားအဲ့တိုက်မဆိုလာမင်းလာတယ်အဲ့လိုတိုက်မှာလိုတိုက်မှာလိုတိုက်မှာနော်အင်မတိုက်ဘူးဆိုလို့ရှိရင်လည်းမင်းမင်းတို့မင်းတို့လာမင်းတို့တော့တိုက်မဟုတ်လားငါတို့ငါတို့တော့တိုက်အချင်းတိုင်းတော့ငါတို့လည်းညှိနေပဲဆိုတာမျိုးဖြစ်ရမယ်ဟုတ်လားဟုတ်တယ်နော်အဲ့တော့အဲ့ဒီလိုမျိုးတိုင်းမျိုးဆွေးနွေးမှုမျိုးရှိတယ် ထိုင်ရုံးချင်ဘူးငကူတွေကအထင်မကြီးဘူးငကူတွေကယုံကြည်မှုမရှိခဲ့တာကနေလာတယ်ကျွန်တော်ရဲ့ဟိုဆက်ဆံမှုဆက်ဆံနေတယ်နောက်တစ်ခုကအယုံကြည်နေကြတော့မဆွေးမွေးရဲဘူးအယုံကြည်ကိုကြတော့မယုံကြည်ရဲဘူးဆိုတာကအယုံကြည်လက်ထက်မှာဘာမှမရှိလို့ချင်းတို့ရဲ့စီးပွားရေးတွေချင်းတို့ရဲ့အသက်အာမခံရေးတွေအခုချင်းတို့ရဲ့နေမြေတွေအတော့အကုန်လုံးပေါ့အကုန်လုံးတုံးတက်ပြီးချင်းတို့ကြည့်လိုက်မယ်ဆိုရင်အယုံကြည်ကိုချင်းတို့ယုံကြည်အားကိုးစရာမရှိဘူးနော်ချင်းတို့အယုံကြည်နေဆွေးနွေးဖို့မရှိဘူးဆွေးနွေးခြင်းနဲ့ဆန္ဒလည်းမရှိဘူးမဟာမိတ်ဖြစ်နေလေမတော်ချင်ဘူးเนาะမိတ်ဆွေဖြစ်နေလေမတော်ချင်ဘူးအယုံကြည်အောက်ကလည်းမတော်ချင်ဘူး ရှင်တို့ကဘယ်လမ်းကသွားကျင်တယ်လဲနော်အဲ့မေးဖို့ထောက်ရအောင်အဲ့တော့အယူချင်တဲ့ကအဲ့ဒီလူမသွားကျင်တာစစ်ကောင်စီနဲ့ရှင်တို့ဘယ်အချိန်လုံးကဆွေးနွေးလိုက်တာဘယ်အချိန်တည်းကစပြီးဆွေးနွေးခဲ့တာလဲဘာလို့မရလဲအဲ့တော့ရှင်တို့ဆွေးနွေးလို့ဆွေးနွေးမှန်းတော့ကျွန်တော်ပြည်သူလူထုမသိလိုက်ရအောင်ကျွန်တော်ကအရင်ဆုံးကြီးအတန်ထုတ်လိုက်တယ်ဟုတ်လားဘူးကဘူးမေးဘူးကြာလို့ကြာရှင်းရှင်းမှတောက်ခံနိုင်ပါမလားဆိုတဲ့အတန်ထုတ်အဲ့မှာတော့ရှင်တို့အဲ့ဒီအချိန်လုံးကစစ်ကောင်စီနဲ့ဆွေးနွေးဖို့ရှင်တို့ကနေစပြီးတော့စိတ်ဝင်စားနေပြီဆိုတော့ခံမှန်းမိတယ် ဘာလို့လဲဆိုရင်စော်မင်းထွန်းပြောတဲ့စကားစော်မင်းလုံးပြောတဲ့စကားကိုကျမတို့ပြည်သူလူထုတွေတိတ်တိတ်ချာချာစဉ်းစားဖို့လိုတယ်။အဲဒီတရားလေးနေမြေထဲမှာဖြစ်နေတဲ့ကိစ္စတရားလေးတောင်းယူပါမယ်။တရားအဲ့လေးကိုနော်စော်မင်းထွန်းပြောရတဲ့ဘောကဒီသဘောကိုတက်ရောက်တက်ရောက်တယ်လေဆိုတော့တရားအဲ့လေးကိုသူကထောက်ဖက်မလုပ်ဘူးတဲ့။ခေါင်းထဲမှာစီးရင်ထဲမှာမရှိဆွေးနွေးမှုလည်းမရှိပါဘူး။ဒါပေမဲ့တရားအဲ့လေးကလာပြီးဆွေးနွေးဖို့ခေါ်တဲ့သဘောမျိုးနော်။စကားကြီးကတော့တစ်သက်တည်းကြာချင်မှကြာမယ်။ဒါပေမဲ့စော်မင်းထွန်းပြောထားတဲ့စကားအဲ့သဘောတက်ရောက်တယ်။အဲ့တော့ကျမတို့ကအဲ့ဒီစကားကိုစော်မင်းထွန်းစကားကိုစော်မင်းလုံးရဲ့စကားကိုကျွန်တော်သိချင်တာပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် KNL ကဘယ်အချိန်လုံးတည်းကစစ်ကောင်စီကိုလမ်းကြောင်းတုံ့ပြန်ပေးခဲ့တယ်စစ်ကောင်စီနဲ့ဆွေးနွေးဖို့ဆိုတာကနော်တရုတ်ရဲ့ဂျာဝင်မှုဆိုတာတည်းနဲ့အဲ့လီပုံလိုက်ကခေါ်ယူပြီးဆွေးနွေးသလားလို့တောင်းတန်တရာဝင်စီတဲ့စကားတွေဖြစ်ပါတယ်စော်မဲလုံးတွေစကားတွေစော်မဲလုံးကစောက်ယူမဟုတ်ပါဘူးနော်စော်မဲလုံးတို့ဒီလိုမျိုးထွက်ရဲလာတယ်ဆိုတာဟာပေါ်ပေါ်တင်တင်ပြောင်းကြီးမပြောတာတခုပဲရှိပါတယ်ဒီအဲ့လီကိုမင်းဒီအဲ့လီတော့ကောင်းနေမှာဖြစ်တယ်ငါတို့ဆွေးနွေးချင်တာလည်းမဟုတ်သူကခေါ်လို့တာငါတို့ကဆွေးနွေးမှာပြီးလို့ရှိရင်ဒီကောင်းနေငါတို့လည်းမဆွေးနွေးလည်းဒီကောင်းမျိုးပြည့်ရှင်းမှာဆိုတဲ့လေတံမျိုးဟုတ်လားဖြစ်တာအဲ့တော့ အယူကြည့်ကူတာမယုံကြည်တာအယူကြည့်နေတာမိဘလုံးလို့မရတာစစ်ကောင်စီကိုတော့ယုံကြည်အဲ့တော့စစ်ကောင်စီကိုကြိုက်လို့ဆိုတော့အဲ့ဒီအာဏာရှင်တွေကိုမကြိုက်ဘူးသူတို့လည်းမကြိုက်ဘူးမှားလို့တည်တယ်ထောက်လည်းခံတယ်ဒါပေမဲ့စစ်ကောင်စီကိုအယူကြည့်တယ်သူတို့ယုံကြည်တယ်နော်စစ်ကောင်စီကိုအယူကြည့်တယ်သူတို့ပို့ပြီးတော့မှအားကိုးတယ်စစ်ကောင်စီကိုအယူကြည့်တယ်လည်းပို့ပြီးတော့မှယုံရှာမုန်းတီးဆက်ဆုပ်တယ်ဒါပေမဲ့အယူကြည့်တာသူတို့ရဲ့စီးပွားရေးတွေအကျိုးစီးပွားတွေဘာတစ်ခုကိုမှအကာအကွယ်မပေးနိုင်ဘူးအာမခံမပေးနိုင်ဘူးလို့သူတို့တရားရဂိုင်းတော့ယုံကြည်တယ် စစ်ကောင်စီကိုတော့သူ့ရဲ့အကျိုးစီးပွားတွေကိုသူ့ရဲ့နေမီတွေအတွက်ကိုအာမခံပေးနိုင်မယ်လို့သူတို့အပြေအဝါယုံကြည်တယ်။အဲ့တော့စစ်ကောင်စီကိုသူတို့ဆက်ဆံတာကယုံကြောက်ကြီးအနေနဲ့ဆက်ဆံတာဖြစ်ပါတယ်။နော်။ယုံကြောက်ကြီးအနေနဲ့ဆက်ဆံတာဖြစ်ပါတယ်။အဲ့တော့ပြည်သူလူထုကပေးထားရတဲ့အသက်တွေအတွက်နှမျောတသားတာဖြစ်ပြီးတကယ်အသေးကွဲတာကပြည်သူလူထုပါ။နော်။တကယ်အသေးကွဲတာကပြည်သူလူထုပါ။ကျမတို့ကမားနေတဲ့လူကိုမားနေတဲ့လောက်ရက်ကိုမားနေတဲ့အတိုင်းမမြင်ပဲနဲ့ဒီလူတွေကိုကျမတို့ကဘယ်အချိန်ထိနားလည်ပေးမှလဲ။နားမေးဖို့ထုတ်ချက် စစ်ကောင်စီနဲ့လည်းဆွေးနွေးပြီးပါပြီစစ်ကောင်စီနဲ့လည်းသဘောတူညီမှုငြိမ်းချမ်းရေးလက်မှတ်တွေပါတယ်ထိုးပေးပြီးတော့မှာနော် PDF တွေကိုလည်းစစ်ကောင်စီကိုမနှောက်ရှက်အောင်တာစီပေးထားပြီးတော့ DIA ကဥဆောင်ပြီးတော့စစ်ကောင်စီကိုနေရာချပေးနေပြီတိုင်ပြည်ဆွေးနွေးမှာတော်တော်လေးသူတို့ပနာတင်နေပြီအစဉ်ပြေးနေပြီအဲ့ဒီလုံရက်တည်တာတက်တယ်ပဲနော်အဲ့ဒီလုံရက်တည်တာတက်တယ်ပဲဘာသာကနေထိုင်အောင်လို့ရတယ်တကယ်တမ်းတာဝန်ရှိတာကတေသွားတဲ့လူတွေအတွက်အသက်ပေးလိုက်ရတဲ့လူတွေအတွက်ရှင်တို့မှာတာဝန်အပြည့်အဝရှိတယ် ရှင်းတော့တောင်းရင်ယူလို့ရမယ်ကိစ္စဖြစ်တယ်အဲ့ဒါအဲ့တော့ကျွန်မတို့ကအခုချိန်မှာကျွန်မကျွန်မက emotional ဘူးလေကျွန်မ emotional ဘူးမပါလာရင်ငါတို့ဒီပဲမဖြစ်ဘူးလားဆိုတော့ကျွန်တော်တို့ကိုယ့်ကိုယ်ကိုမိကုန်ပြထုတ်နေတယ်။เนาะမိကုန်ပြထုတ်နေတယ်။ကျွန်တော်ကသူတို့မပါလာရင်ငါတို့မလုံနိုင်ဘူး။ဘာလို့မလုံနိုင်ရမှာလဲ။ဘာကြောင့်မလုံနိုင်ရမှာလဲ။ဆိုတဲ့ဟာမျိုးမိကုန်ပြထုတ်နေတယ်။အဲ့တော့ 这个嘛，没嘛啦，这个嘛，没嘛啦。怎么罗啊？C 加 V 没往给我娃罗买菜，没跟我透露，那屁无所谓。都是农业股指标，怎么罗啊？对我写一篇，一表娃罗买菜肯定。喏，哎，罗，走路看，一拍拍嘛，一撇哒哒，一来，怎么罗啊？保障马仔你的工程，拼多多脱前面就呢，他们来啥呢了？哈啦，拼多多说嘛，某嘛交不你呢了，不成。喏，一路一撇哒哒，不不，写别海，阿拉保比罗讲呢。哎，罗，怎么罗啊？送比罗，当然也就是送了，送比罗没送钱。 ပြခဲ့ပြီးသွားပြီဒီထက်ဘာမှထပ်ပြီးမမျောလင်းတော့ဒီမမျောလင်းနေတော့ဒီလောက်ကကုန်ပြီအချိန်ပေးသင့်တဲ့အချိန်ကုန်သွားပြီနော်အဲ့တော့ကျမတို့ကဘန်းပြစုဆောင်ရေးတွေပေးမလုပ်နေတော့နော်သူတို့အထဲမှာရှိနေတယ် PDF တွေကိုလန်းကိုဖောက်ပြီးတော့နော် NUG လက်အောက်မှာဘယ်လိုစုဖွဲ့ပြီးသွားမယ်ဆိုတာကိုစဉ်းစားသိနေပြီကျမတို့က NUG ပြိုကွဲရေးကိုသွားမယ်ဆိုလို့ရှိရင် PDF ပြိုကွဲရေးကိုသွားနေတာအတူတူပဲ NUG နဲ့ PDF အချာမှာခွဲအောင်ပြောနေခြင်းတွေတော်လန်ရေးကိုကျရှုံးအောင်ဝိုင်းပြီးထိုးချပေးနေခြင်းတာဖြစ်တယ်နော် အယူကြီးကိုအပြစ်ပြောနေခြင်းဒီခောက်ကိုရောဘီတို့လူတို့ကယုံကြည်ရမယ်ဘီတို့ရှိနံပါတ်1ကျမမေးဖို့တထုတ်အယူကြီးအတော့မကြောက်အပြစ်ရှိအယူကြီးမကောင်းဘူးအမျိုးမျိုးထိုးချနေနော်ဝေဘန်တာထပ်ပို့နေတယ်အဲ့တော့ကျမတို့ကဆရာဆရာကြီးများကိုအယူကြီးထက်ကောင်းတယ်လို့ရှိလားမားနဲ့တိုင်တိုင်အယူကြီးရှောက်လန်းခဲ့တယ်လမ်းကိုဖြတ်လန်းကနေဝင်ပြီးရှောက်နိုင်မယ်လို့ရှိလားနိုင်ငံတကာကနေလက်ခံနိုင်မယ့်အဖွဲ့တွေရှိလားရှိရင်ထုတ်ပြလိုက်ကျမတို့အဲ့ဒီလူတွေကိုနေပေးမယ်နော်အဲ့ဒီလူတွေကိုအပြစ်အဝါစပို့ပေးမယ်အယူကြီးထက်ကောင်းတာကိုကျမတို့ကရှင်းလို့ထပ်ပို့လို့ခြင်းတယ် ကျွန်မတို့ကပူပြီးစိတ်ကကပြင်းထန်တာဘာတစ်ခုမှမစားထားဘူးတိုင်းနေရတာဟာဘယ်နေရာမှမယူထားဘူးပြီးသူလူလူထဲကပြီးသူတယောက်ဖြစ်တဲ့အတွက်ကျွန်မတို့ကပိုလိုချင်တယ်အဲ့ဒီတတော်တယ်လို့စွဲထုတ်ပြလိုက်ကျွန်မတို့စပုတ်ပေးမယ်အဲ့ဒီလူချင်းမလားဝိုင်းချင်းအောင်ပေါ်ပေးမယ်သူရောလုံနိုင်လားဟုတ်လားအဲ့တော့ကိုကကိုကို အယူတီကိုအမဲတန်းတိုက်ခိုက်နေပြီးတော့မှငါဒီနေရာမှာမရလို့မရရင်တော့ဒီကောင်ဒီဘောတိုက်ခိုက်မယ်ဆိုတဲ့စိတ်မျိုးနဲ့တော့မတော်နဲ့။နော်ဒါကတော့ကျမတို့ဘယ်သူမှအယူတီလည်းအဲ့လိုလူတွေကိုခေါင်းနဲ့ထည့်နေမှာမဟုတ်ဘူး။စီးပွားရေးလည်းသွင်းနေမှာမဟုတ်ဘူး။ဒီလူကလည်းစောက်နေမှာမဟုတ်ဘူး။နော်။အဲ့တော့အယူတီကိုတိုက်ခိုက်နေတာကဟုတ်လား။အခုဆိုလို့ရှိရင်စစ်ကောင်စီတခုလည်းမဟုတ်တော့တပ်ပါတီကစစ်ကောင်စီကတခုပါလာတယ်တပ်ပါတီကတခုပါလာတယ်အခုလာပြီးအေးအိုအေးအိုကြီးအဆဒီမှာစစ်တပ်ရဲ့လုံးကြီးတွေပြန်လုပ်ပေးနေတဲ့ပုံစံမျိုးဖြစ်နေပြီ။ကျွန်တော်အမှန်တိုင်းကိုလက်ခံအမှန်တရားကိုလက်ခံလိုက်တော့ကျမပြောချင်တာမပိတ်နေကြနဲ့ရော။နော်။ကျမတို့ကထားနာပြီးတော့ဟာပါလာနူပါလာနူဟာသူ့ဘုံမှာမဟုတ်ဘူး။အခုချိန်ကအခုချိန်ကလုံလောက်ပြီ။အချိန်လုံလောက်သွားပြီ။နော်။အဲ့တော့အယူတီပြုတ်ပွဲကြီးလုံနေလို့ လုပ်နေရမယ့်အချိန်မဟုတ်တော့ကျွန်တော်တို့အယူကြီးကိုကောက်ရရတော့မယ့်အချိန်ဖြစ်နေပြီအယူကြီးကိုကျွန်တော်တို့ကပြုတ်ပြင်းထိမ့်သိမ်းရတော့မယ့်အချိန်ဖြစ်နေပြီအယူကြီးကိုယုံကြည်မှုတစ်ခုကျွန်တော်တို့ဘဇက်ကနေပြီးတော့ယုံကြည်မှုတစ်ခုပေးရတော့မယ့်အချိန်ဖြစ်နေပြီကျွန်တော်တို့ဘဇက်ကအဖြစ်တည်ပြောနေတာတဲ့အယူကြီးဘက်မှာရှိနေတဲ့ဟိုအယူကြီးကိုပို့ပြီးတော့စုစည်းမှုဖြစ်အောင်ပို့ပြီးတော့ခိုင်မှမှုဖြစ်အောင်ဒီတိုင်းသားဟို sorry PDF တွေကိုဘယ်လိုစုဖွဲ့မှုမျိုးနဲ့တွားရမလဲဘယ်လိုခိုင်မှအောင်ကျွန်တော်တို့တိဆောက်ရမယ့်ဥပမာပေါ့ရှင်ကျွန်တော်တို့ကချင်းတက်ရှိတယ်ရခိုင်တက်ရှိတယ်ဟာလိုမျိုးကကဲအရှိကကဲအယူရှိတယ်နော်အဲ့ဒီလိုမျိုးပဲကျွန်တော်တို့ကလည်းဗမာစစ်တပ်ဆိုတာရှိရုံနဲ့နော်အဲ့ဒီဟာကိုတွားဖို့ပဲကျွန်တော်တို့ဆရာဆရာလေးများကတိုက်တွန်းရတော့မယ်အချိန်ရောက်နေပြီလို့ကျွန်တော်ပြောတယ်နော် ော့တိုင်းရင်းသားလက်နက်ကိုင်တွေကအခုချိန်မှာလည်းလုံလုံးဝတော့ပိုနေပြီเนาะကျွန်မမြင်ရတဲ့လောက်အေးအေးတခုလည်းပဲရှိတော့တယ်ကျွန်မမြင်ရတော့เนาะတိုင်းရင်းသားလက်နက်ကိုင်တွေလည်းမှာဆိုလို့ကရင်နေရောရှိတာပေါ့ရှင်ကရင်နေရောအပြေကကျွန်မတို့မိသူလူလူနဲ့တသားနဲ့ဖြစ်နေတယ်ပေါ့เนาะအာ KNU လည်းကျွန်မတို့လုံချင်မှုမရှိတော့တလို့เนาะအခုအခုဆိုလို့ရှိရင်ဟာလာ PL လေးဘောင်းနေပြီးသွားလိုက်ပြီသူတို့လုံကိုသူတို့လုံသွားသူတို့လုံစီရရှိတာပဲလုံနေတာသူတို့ကဘယ်တော့မှသူတို့နေ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 ကိုကြော်ပြီးမစင်းသားဘူးအဲ့တော့ရှင်တို့ရောအဲ့တော့ရှင်တို့ရောခက်ပြီးတော့မှအတင်းတွေအတင်းတွေထားနားလေးပေးနေစရာမလိုတော့เนาะအဲ့တော့ ချိန်လုံးပြောလာတယ်အန်ယူအန်အန်ဒီကိုညှိလို့မရဘူးအန်ဒီနဲ့ညှိနိုင်လို့မရဘူးဆွေးနွေးလို့မရဘူးဆိုတော့ဘယ်သူနဲ့တော့ညှိနိုင်နေတာလဲစစ်တပ်နဲ့တော့ညှိနိုင်နေတာလေဟုတ်လားအဲ့ဒီအချင်းချင်းကိုညှိနိုင်လို့မရဘူးဆိုတာကတို့တစ်ဖက်သက်ပြောနေတဲ့စကားတွေကဒီမှာမကြားနေဘူးတို့ဘယ်လိုညှိနိုင်ရဲ့တလဲနော်ဒါကိုတို့မပြောဘူးအဲ့တော့အန်ယူဂျီကိုအဲအန်ဒီကိုညှိနိုင်လို့မရဘူးအန်ယူဂျီကိုညှိနိုင်လို့မရဘူးပြောနေမိတယ်တို့စစ်တပ်နဲ့တော့ဘာလို့ညှိနိုင်လို့ရတော့လဲနော်အဲ့ဒါတခုဒီမှာမေးရမှာအန်ယူဂျီနဲ့ပူးပေါင်းဆောင်ရွက်မှုလဲမလုပ်ဘူးနော်တကယ်ချင်းလဲမလုပ်ဘူးမဟာမိတ်လဲမလုပ်ဘူးဟုတ်ပြီမဲ့စစ်ကောင်စီနဲ့တော့ ပူးပေါင်းဆောင်ရွက်မှုလုပ်ခဲ့တယ်ပြီးသွားပြီမြို့ကြီးလည်းပြန်ပေးလိုက်ရပြီပုံမှန်နေရာတွေအောင်ရှုထားပြီးသွားပြီအဲ့တော့ပူးပေါင်းဆောင်ရွက်မှုက NLD NUG နဲ့ပဲလုပ်လို့ရတာသူတို့ကစစ်ကောင်စီနဲ့တော့လုပ်လို့ရတယ်အဲ့ဒါအဖြစ်အဲ့ဒါအမှန်တရားအဲ့ဒါတွေကိုကျမတို့ကပေါ့ရှော့ပြီးတော့ပြေးပြလို့မရဘူးအမှန်အမှန်တိုင်းညီပြီးတော့မှကျမတို့ကသုံးသက်ရအောင်နေနေတွေပြန်ပေးလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး NUG ကိုညှိလို့မရဘူးမညှိနိုင်ဘူးမယုံကြည်လို့မညှိနိုင်ခဲ့ဘူးဆိုလို့ရှိရင်ထားလိုက် NUG ကလည်းနေနေဝေးသေးတယ်ငါတို့ကလည်းရှင်းလို့ယုံကြည်ခဲ့တာမဟုတ်ဘူးငါတို့ကလည်းညှိနိုင်ခဲ့တာမဟုတ်နော်ဒါဆိုလို့ရှိရင်ရှင်းလို့ရဲ့အဝင်ချိန်မှာရှိနေတယ်ရှင်းလို့ရဲ့ညီကိုရင်ဖြစ်တယ်ဟုတ်လားအေးအေးကိုရှင်းလို့ဆွေးနွေးခဲ့တာအတိပေးခဲ့တာညှိနိုင်ခဲ့တာ ် KIA ကိုအသိပေးခဲ့တာညှိနှိုင်းခဲ့တာနိုင်မြင်ခဲ့တာနော်ကျွန်တော်အနည်းနာမှရှိနေတယ်ကျွန်တော်ပြန်ရတာလက်နက်ကင်နဲ့အချင်းချင်းကိုရောကျွန်တော်ဒီနေမြေပြန်ပေးရပါမယ်လို့အတိပေးညှိနှိုင်းတိုင်မေဆွေးနွေးခဲ့တာလေရှိသလားအဲ့ဒီတိုင်မေဆွေးနွေးမှုညီကိုတွေအချင်းချင်းကြားထဲမှာတော့မရှိဘူးဆိုရင်အယူကြည့်ဖို့ကျွန်တော်ကငါ့ကိုယ်ထဲကမဆွေးနွေးခဲ့တာဒါကိုကျွန်တော်ဝန်ခံရတယ်ဒီလိုလူတို့ကြောင့်ကျွန်တော်နာမည်ကောင်းမလို့ကျင်တယ်နော်ကျွန်တော်ညီကိုချင်းချင်းတွေကိုတော့ကျွန်တော်မညှိနှိုင်းမဆွေးနွေးအတိမပေးခဲ့ပြီခဲ့ကျွန်တော်စစ်တပ်ကိုတော့လူများသွေးပြီးညှိနှိုင်းဆွေးနွေးအတိပေးခဲ့တယ်ညှိနှိုင်းဆွေးနွေးပြီးတော့မှဒီနေမြေပြန်ပြီး ထိုးပေးရတယ်။အဲ့ဒီအရာကိုကျွန်တော်ဝန်ခံရမယ်။အဲ့ဒါကျွန်တော်အမှားပဲ။နော်။ဒါယူမှာဟာအယူကြည်မှားတယ်။ကျွန်တော်တွေကအယူကြည်နေပြီးသူကိုလည်းလှည့်ပြီးတော့တိုက်နေတာ။ဟုတ်လား။ဟိုကျွန်တော်တိုက်တာကပိုဆိုးနေသေးလား။ကျွန်တော်တိုက်တာကအဲ့ဒီကိုအေးအောင်လေးကအယူကြည်ကိုအယူကြည်နာမည်ကိုဖျက်အောင်ဘာရမိုင်းပြန်လာပို့ပြီးတော့တော့မစိုးသေးဘူးเนาะဒါကြောင့်မလို့ကျွန်တော်ကပြည်သူလူထုတွေကိုနားလေစေချင်တယ်။ကျွန်မပြောတဲ့အထက်မှာကိုကျွန်မပြောသွားတဲ့အထက်မှာကျွန်မကခေါင်းဆောင်ကိုတည့်ပြီးပြောတာ။ကျွန်မအဲ့ဒီလက်အောင်မှရှိနေတယ်။အောက်လက်ငယ်သားစစ်သားတွေမပါဘူး။เนาะနောက်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုအဲ့ဒီတိုင်းသားဒီနေမြေတွေမှာရှိနေတယ်ပြည်သူလူထုမပါဘူးเนาะကျွန်မတို့က တကယ်ကိုမှလက်တွေ့ကြကြစဉ်းစားတတ်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျွန်မပြောတာနော်အဲ့တော့ကျွန်တော်ပြောတဲ့ဟာလက်တုံးချောင်းထောင်တဲ့လူတွေကိုတွေ့ခဲ့မွေးခဲ့ရပါတယ်ဆိုတော့ကလည်းနော်တို့တို့ဒီ ဆရာအဲ့ဒီလူကအဲ့ဒီကနေပြောလေပေးခဲ့တာထောင်ကျော်ထောင်ကျော်ထောင်ကျော်ပြီးပေးခဲ့တာနော်ငွေတွေဆိုလဲအလူငွေတွေဆိုလဲပေးခဲ့တာအဲ့ဒါကြတော့ရှင်တို့လုံးဝအတန်မထွက်ခဲ့အခုလိုချင်းကြောင့်ရှင်တို့ကရှင်တို့ဒါပေးလိုက်တာရှင်တို့ပေးချင်လို့ကိုရှင်တို့ပေးလိုက်တာပေးချင်လို့လို့ကိုရှင်တို့အဲ့ဒီစက်ကောင်စီကိုခက်ခရရခေါ်ပြီးတော့ရှင်တို့ပေးလိုက်တာလေအဲ့ဒါကဘုံမအန်ယူကြီးကိုအပုတ်ချနေတာကတော့ဘာမှမစီမဆိုင်ဘာမှဘုံမဆိုင်ဘူးအဲ့ဒါကဘုံမတိပဲနဲ့ကိုဘက်ကလူတွေကပါလိုက်ပြီးဟာလေရှင်တို့ကကိုဘက်ကလူတွေလည်းကျွန်မပြောချင်တယ်တော်လိုင်းရေးမားလေးတော်လိုင်းရေးမားလေးရှင်တို့ကပြောတယ်ဘာမှစုပွဲမှုလုပ်ပါရှင်တို့ကစုစည်းမှုလုပ်ပါပြီးအဲ့ဒီဟာတော့မှအေးမလေးမသူ့အစုပ်ဖွဲ့နဲ့သူရှိနေပြီးသားဖြစ်နေပြီကျမတို့ကစုပ်ဖွဲ့မယ်ဆိုလို့ရှိရင်ဘယ်သူကြီးကလာစုပ်ဖွဲ့မှာလဲဗကြမ်းမင်းကလာစုပ်ဖွဲ့ပြီးမှာလားဖခင်ကလာစင်းမင်းစုပ်ဖွဲ့ပြီးမှာလား အယူတီကပဲဒီဟာမျိုးကိုလုပ်လို့ရမယ်နော်အဲ့ဒီမြေပြင်မှာလက်နက်ကန်ပြီးနာမည်ကြီးနေပါလေဆိုပေအဖွဲ့တွေကပေါ့ခေါင်းဆောင်လုပ်ပြီးထွက်ပြီးတော့ဒီအကုန်လုံးကတိုင်းပြည်လုံးမှာရှိနေတယ်ပြည်တွင်းကနေထွက်လာတယ်ပြည်မတွေကထွက်လာတယ်ပြည်ဒီအဲ့ဒီကိုစုပယ်နိုင်အောင်စုပယ်နိုင်ရင်အယူတီကိုမေးထားပြီးတော့ရှင်းလို့စုပယ်လိုက်ပြီဟုတ်ပြည်လုံးမှာပုတ်ပယ်တယ်အယူတီအလက်ကြီးအယူတီပဲတစ်ချိန်လုံးကိုကိုလူမှုကိုပြန်နေနေတယ်ဟာဒီကတော့ဒါကမဟုတ်ဘူးကိုဘက်ကနေတာဟုတ်လေဟာရှင်းလို့ကပါပို့ပြီးတော့ဖိနေပေးနေတယ်ဒါအမှန်တရားမဟုတ်ဘူးဒီအဲအေခေါင်းဆောင်ရဲ့စာဟာကိုပဲအထီးကျန်ဆိုတဲ့စကားနဲ့ညီကုန်းချုပ်ခဲ့ပေမဲ့မတဲတဲအေးရဲ့ဝေဖန်မှုအရာ တကယ်တမ်းအထီးကျန်ခဲ့တာကအတူတကွတိုက်ပွဲဝင်ခဲ့တဲ့ PDF ရဲဘော်တွေလားအဖြစ်ရဲ့ယုံနဲ့တအောင်းဒေတာအမှန်တကယ်လွတ်မြောက်သွားပြီလားဆိုတဲ့မေးခွန်းကတော့အဖြစ်ရှာရမဲ့မေးခွန်းပါတော်လန်ရေးအင်အားစုတွေကြားမှာယုံကြည်မှုနဲ့ပေးဆက်မှုရဲ့တန်ဖိုးကိုပုံဖော်ပြနေတဲ့ဒီအခြေအနေကိုပြည်သက်အနေနဲ့ဘယ်လိုသုံးသပ်ပါသလဲကိုယ့်ရဲ့အမြင်သဘောထားတွေကိုခမန့်မှာရေးရဲဝုံဝုံရေးသားပေးခဲ့ဖို့ဖိတ်ခေါ်ရင်းဒီဗီဒီယိုကိုနှီးလုံးချုပ်ပြရစေ thank you